ားလုံးမင်းမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့လာရှုအဆုံးဖြတ်တဲ့တရုတ်ဖီအားဆိုရဲဆောင်းမရှင်ကကရဲ့သတင်းဆောင်းမပဲဖြစ်ပါတယ်တိုင်းသောလက်နက်ကိုင်သုံးပွဲဖြစ်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တန်မျိုးသားလူမျိုးရေးတပ်မတော် TNN လေးနဲ့အာရခတက်တော် A တို့မဟာမိတ်ညီနောင်သုံးဖွဲ့ဟာမြေဥတုလိုင်းရဲ့နှစ်နှစ်ကျော်ကာလ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ 1027 operation လို့နာမည်ကြီးတဲ့တပ်တုံညာနှစ်ခွန်စစ်စင်ရေးကိုစတင်ခဲ့ကြပါဗျ။အဲ့ဒီစစ်စင်ရေးစတင်ချိန်မှာညင်အောင်မဟာမိတ်၃ဘွဲ့နဲ့တော်လန်ရေးတပ်တွေကရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်ကျောင်းမဲမူဆဲနန်ခမ်းနောင်ချိုလာရှိုးနဲ့ချင်းချွေော်မျိုးတွေကစစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်တည်းထိတိုက်ခိုက်ခဲ့ရမှာစီးရအကောင်ဆုံးချင်းချောင်းနိုင်ခဲ့ပြီးနိုင်ငံတော်ကစစ်ကောင်စီတပ်စခန်းတွေကိုအိမ်မက်ဆိုတွေမဆေခဲ့ပါတဲ့ အောင်မြင်မှုအလေးလေးရခဲ့တဲ့တက်တုံညာနှစ်ခွန်ဆက်စင်ရေးစတင်ပြီးနှစ်ပတ်ကျော်အကြာမှာပဲတက်တုံညာနှစ်ခွန်ဆက်စင်ရေးကိုအားပေးတဲ့အနေနဲ့ကင်းဒီပြည်အတွင်းကတော်လိုင်းတပောင်စုတွေကတတိတုံညာခွန်ဆက်စင်ရေးနဲ့တလီလုံးဆက်စင်ရေးတို့ကိုဆက်လက်ဆင်နွှဲခဲ့ကြပြီးမြို့လေးမြို့နဲ့စကန်ပေါင်းများစွာကိုရရှိခဲ့ပါတယ်တက်တုံညာနှစ်ခွန်ဆက်စင်ရေးရပောင်း80ကျော်ကြာ2024ခုနှစ်ဇန်နဝါရီလ10ရက်နေ့17ရက်တို့မှာတရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ စေကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ညနောင်သုံးပွဲတို့ဟာတရုတ်နိုင်ငံမှာတတိယအကြိမ်ဆွေးနွေးခဲ့ကြပြီးဟိုက်ကင်သဘောတူညီချက်ဆိုက2024ခုနှစ်ဇန်နဝါရီ17ရက်ည9:00နာရီကစတင်ပြီးနှစ်ဖက်တပ်တွေအပြည့်အခက်ချက်ချင်းရဲစဲဖို့သဘောတူညီခဲ့ကြပါတယ်။တရုတ်အစိုးရဖီအား90ရာခိုင်နှုန်းပါဝင်နေတဲ့ဟိုက်ကင်သဘောတူညီချက်အရညနောင်သုံးပွဲနဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့တပ်တော်ညာနှစ်ခွန်ဆက်စင်ရေးပထမပိုင်းဟာ အနည်းဆုံး18မြို့ကသာတိမ့်ပိုင်နိုင်ခဲ့ပြီးတစကန်းရက်တော်ရပြမာတယ်စစ်ကောင်စီဟာတရုတ်နိုင်ငံနဲ့အကျိုးစီးပွားအတွက်တာဟာကင်သဘောတူညီချက်အရအပြည့်အခက်ရစဲလိုက်ရပေမဲ့အမှန်တကယ်အပြည့်ရလို့သောဆန္ဒမရှိတာပြသနေတဲ့ပြယုတ်တစ်ခုဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုကိုအပြည့်အခက်ရထားစဉ်အတွင်းရခိုင်ကားထပ်ပုံမကျူးလွန်လာခဲ့ပါတယ်ငင်းချင်းရေးကိုလိုလားဟန်မတူတဲ့စစ်ကောင်စီဟာအပြည့်အခက်ရစဲရေးတွင်တွင် ဖိတ်ခေါ်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုကိုလုံးဝမရပ်တန့်ခဲ့တာကြောင့်ယဟန်းရှင်လူပြည်သူအပေါင်းအ ਨੇ ဆုံး100ကျော်တက်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းအတွင်းသေဆုံးခဲ့ရပြီးအပြည့်အခက်ရစဲပြီး9လကျော်အကြာ2024ခုနှစ်ဇွန်လ25ရက်နေ့မှာတော့ညင်တော်မဟာမိတ်သုံးဘွယ်တွေကတန်းတဲ့ DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးနဲ့နောင်ချိုမျိုးတို့ကိုစစ်ကောင်စီကထိုးစစ်စတင်ခဲ့တာကြောင့်အဲ့နေတော့ကြာနှိုးထလာတဲ့ကဲတော့တက်တုံညာနှစ်ခွန်စစ်စင်ရေးအဆက်တက်တုံညာနှစ်ခွန်ဒုတိယလိုင်းဟာ ထပ်မံအသက်ဝင်လာခဲ့ပါတော့တယ်။တက်တော့ညာနစ်ကွန်ဆက်စင်ရေးဒုတိယလိုင်းမှာတော့တကြောပြန်ထိုးစစ်လိုင်းတွေနဲ့အတူဒုတိယလိုင်းစတင်ပြီးတလကျော်ကြာ2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာတော့စစ်ကောင်စီတပ်ရဲ့လာရှုမြို့အခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှာမခါနဲ့ညုံငါမြို့ကိုညီနောင်မဟာမိတ်သံဘွဲကတင်ပိုက်လိုက်ပြီးຫນွေဥတော်လိုင်းရဲ့ကာလအတွင်းစစ်ကောင်စီရဲ့ပထမအဦးဆုံးတိုင်းစစ်ဌာနချုပ်အဆင့်ကျရှုံးမှုကိုညီနောင်သုံးဘွဲနဲ့တော်လိုင်းရဲ့တပ်တွေကပြသပေးလိုက်ပါတယ်။ လာရှုမျိုးကိုတင်ပါရရှိစဉ်အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဘိုးချုပ်စိုးတင် အမတ်တေစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မူဘိုးမှုချုပ်မျိုးမင်းထွေးနဲ့တိုင်ဦးစင်မူဘိုးမှုချုပ်တန့်ထင်စိုးတို့ကိုတုံမှန်အဖြစ်ဖမ်းဆီးရမိခဲ့ပြီးဒီအောင်မြင်မှုဟာ1949ခုနှစ်မေမျိုးအခြေဆိုင်ရခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကရင်မျိုးသားကာကွယ်ရေးတပ် KNDO က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားပြီး85နှစ်တာကာလအတွင်းစစ်ကောင်စီတပ်ရဲ့ပထမအဆုံးကြာရှုံးရတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။စစ်ကောင်စီဟာရမကတိုင်းစစ်ဌာနချုပ်ကိုပြန်လည်တိုက်ယူဖို့စစ်တိုင်းမှုသုံးဝထိပ်ပြောင်းလိုက်ကစုဖွဲ့မှုတွေပြုလုပ်ခဲ့ပြီးတော်လိုင်းတပ်တွေရဲ့ထိုးစစ်ကောင်မကျော်လွန်နိုင်တာကြောင့်လာရှုမြို့ကိုတရုတ်အကူအညီနဲ့ထိန်းချုပ်နိုင်ရေးကြိုတင်ကြံစည်ခဲ့ကြောင်းအထောက်အထားတစ်ခုကတော့2024ခုနှစ်ဒီဇင်ဘာလတည်းမှာ လာရှုကိုပြန်တိုက်ဖို့စုဝဲထားတဲ့တန်ရန်မန်ကက်မိုင်းဆက်တကြောကစစ်ကောင်စီအရာရှိစစ်သည်အင်အား2000ကျော်ကန်ကို MI 35 MI 80တွေနဲ့အခြားစစ်မျက်နှာတွေကိုစစ်အင်အားခွဲပို့တာတွေပြုလုပ်ခဲ့တာပါအဲ့ဒီအခြေအနေတွေနောက်မှာအိန္ဒိချင်းတရုတ်နိုင်ငံကနေဆက်ကုန်စီစီစဉ်ရာဂိတ်တွေကိုပိတ်ချခဲ့တာကြောင့်ကုတ်ခိုင်းတန်ရန်နောင်ချိုနဲ့ရှမ်းမြောက်တကြောမှာကုန်ပစ္စည်းပြက်လက်မှုတွေရင်ဆိုင်ခဲ့ကြပါတယ် ရှုံးဝဲအလီလီနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာရှမခကြဆုံမှုကြောင့်နိုင်ငံတကာလည်းစစ်ရှုံးကောင်းဆောင်အဖြစ်အရှက်ရခဲ့ရပြီးတရုတ်ဘက်ကလည်းကုန်စည်စည်းဆင်းနိုင်ရေးကြောင့်ကိုကန်တက်ကိုအပြစ်ခက်ရဲစရေးထပ်မံဖိအားပေးခဲ့ပါတယ်။လာရှုံမျိုးကိုတင်ပိုက်ပြီး၅လခန့်အကြာ2025ခုနှစ်ဇန်နဝါရီလတတိယအပတ်ထဲမှာကိုကန့်ခေါင်းဆောင်တွေနဲ့စစ်ကောင်စီကိုယ်စားလှယ်တို့ဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့မှာအပြင်းအခက်ရစရဲသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဇန်နဝါရီလ16ရက်နေ့မှာစတင်အသက်ဝင်ကြောင်းတရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။သမိုင်းဝင်အောင်ပွဲရတိုင်းစစ်ဌာနချုပ်အောင်ပွဲတီရှီယာလာရှိုးမျိုးကတော့ကိုကန်တက် MNDA ကအထူးဒေသတည်အဖြစ်အုပ်ချုပ်လဲပတ်ခဲ့ပြီးကျမရင်နဲ့ပြည်သူရေးအကဏ္ဍတွေလဲပတ်နိုင်ရေးလာရှိုးထောင်ကနိုင်ငံရေးအကြံသားတွေ CDM ဝန်ထမ်းတွေကိုစုစည်းကလာရှိုးမျိုးပြန်လဲထူထောင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။အဲ့အချိန်ကအချိန်တွေကို ။မာရှုမျိုးပြန်လဲထူထောင်ရေးတာဝန်ရှိသူကအပြည့်ခက်ပဲရက်တာပါ။ပြန်လဲစုတ်ခွာမှာမဟုတ်ပါဘူးလို့ညင်းဆိုခဲ့ပူပါတယ်။လာရှုမျိုးပြန်လဲထူထောင်ရေးကို85ရာခိုင်နှုန်းခန့်ပြီးစီးသည့်အထိ MNDA နဲ့ထူထောင်ရေးအဖွဲ့ကဆောင်ရွက်ခဲ့ပြီးဒုတိယအကြိမ်အပြည့်ခက်ရက်စဲပြီးဆေးရခန့်အကြာ2025ဇန်နဝါရီလ30ရက်နေ့မှာတော့လာရှုမျိုးမှ MNDA တက်များပြန်လဲစုတ်ခွာရမင်းလို့ MNDA ဝစ်စုံဝစ်စင်ထားတဲ့ပုံကိုယ်တူဟာ စင်မြင့်တစ်ခုပေါ်ကနေ တရုတ်ဘာသာစကားနဲ့ပြောကြားနေတဲ့ဗီဒီယိုဖိုင်ဟာပြန့်နှံ့လာခဲ့ပြီးဒေသခံတွေနဲ့တော်လိုင်းတက်တွေပေါ်ရိုက်ခတ်လာပါတော့တယ်။ဒုတိယအကြိမ်အပြည့်ခဲ့ရဲစဲကြောင်ကျင်ညာပြီးနှစ်လကျော်အထိစကောင်စီရော MNDA တို့ကပါတက်ဆုတ်ခွာမဲ့ကိစ္စကိုနှုတ်ဆက်နေခဲ့ကြပြီးဧပြီလပထမရက်သက်တပတ်ထဲမှာတော့ MNDA တက်တွေလာရှုမျိုးပေါ်ကနေဆုတ်ခွာမယ်လို့လာရှုမျိုးပြန်လည်ထူထောင်ရေးအဖွဲ့တာဝန်ခံကပြောဆိုလာပြန်ပါတယ်။ဧပြီလ16ရက်နေ့မှာ မိုင်းရဲ့နံပေါင်ဘက်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလာရှုံးမြို့ရဲစတင်ဝင်ရောက်လာခဲ့ပြီးစနဂါဟိုတယ်မှာတဲခိုကြရာကိုကန့်ရဲတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ရပါတယ်။အဲ့ဒီရမတိုင်ခင်ရက်ပိုင်းမှာပဲလာရှုံးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ဝင်တွေနဲ့ MND တပ်ဖွဲ့ဝင်တွေဟာလာရှုံးမြို့ပေါ်မှာတက်ခေါက်ခဲ့ကြပြီးမဟန်နောင်လိုင်းရထရက်တီဆုတ်ခွာခဲ့ကြပါတယ်။ MND စီးရေးတရင်မြင့်ရဲ့အတီးပြုတ်ကြရာ လာရှုံမြို့ပေါ်စနေရက်ကွက်ကိုစစ်ကောင်စီတပ်မှပြန်လည်ထိန်းချုပ်မှဖြစ်ကြောင်းသိရပါတယ်။ AB 21ရက်မှာတော့လာရှုံမြို့ကစစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများတဲခွရာစနေကောင်ဟိုတယ်မှာတရုတ်ထူးကိုစလဲတင့်ရှိကျွင်းကိုကန်တပွဲပြင်မဆက်ဆံရေးဌာနကတာဝန်ရှိသူတွေနဲ့စစ်ကောင်စီကိုစလဲတွေဆွေးနွေးခဲ့ကြပြီးနောက်လာရှုံမြို့တဝန်းကကိုကန်တဲအလံကိုဖြုတ်ချခဲ့ကြကညနောင်သုံးပေါ်နဲ့တော်လိုင်းရဲတပ်တွေအသက်တွေးရွှေများစွာ ပစ်ဆက်ပြီးတိမ့်ပိုက်ခဲ့ရတဲ့ မိုင်းဝင်အောင်ပွဲရဒေသကြီးစံတစ်ချက်ပေါက်ခြင်းမရှိပဲစက်ကောင်စီတပ်ဘက်ကပြန်လည်ရရှိသွားခဲ့ပါတယ်။အေဗီလာ22ရက်မှာတော့လာရှုံမျိုးကစက်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများတဲခွေရစနဂါဟိုတယ်မှာတရုတ်ထူးကိုယ်စားလှယ်တင်ရှိကျွင်းကိုကန့်တပ်ဖွဲ့ပြည်မဆက်ဆံရေးဌာနကတာဝန်ရှိသူတွေနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေဆွေးနွေးခဲ့ကြပြီးနောက်လာရှုံမျိုးတဝန်းကကိုကန့်တဲ့အလံကိုဖျောက်ချခဲ့ကြတာက ညင်အောင်သုံးဖို့နဲ့တော်လိုင်းရဲတက်တွေအသက်သွေးချွေးများစွာပေးဆက်ပြီးတိမ်ပိုက်ခရရတဲ့တမိုင်းဝင်အောင်ပွဲရဒေတာဟာကြည်စံတစ်ချက်ပေါင်ချင်းမရှိဘဲစစ်ကောင်စီတပ်ဖက်ကပြန်လည်ရရှိသွားခဲ့ပါတယ်။စစ်ကောင်စီတပ်တွေလာရှုမြို့ကိုဝင်ရောက်လာချိန်မှာ UWSA ဝါတက်ကလုံခြုံရေးယူပေးခဲ့ကြောင်းဒေတာကန်သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ပေမဲ့ဝါဘက်ကတော့ဒါကိုငြင်းဆန်ထားပါတယ်။လာရှုမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနေရာယူထားပေမဲ့မြို့ပတ်လယ်မှာ MNDA တပ်တွေရှိနေတဲ့အတွက်နေမည့်အငင်းပေါ်မှုများရှိလာရင်တော့တရုတ်စောင့်ကြည့်အဖွဲ့တွေနဲ့ ANG ဝါတပ်တွေကဝင်ပါလာနိုင်ွယ်ရှိနေပါတယ်။မကြောက်သေးခင်အချိန်ကမှအပြည့်ရဲ့စောင့်ကြည့်အဖွဲ့ကိုလမ်းရှုံမြို့ကိုဆေလွတ်ခဲ့ပြီးစစ်ကောင်စီတပ်နဲ့ MNDA အကြားအပြည့်အခက်ရစဲရေးကိုကြီးကြပ်နေကလမ်းရှုံမြို့လွှဲပြောင်းပေးရခြင်းကိုကြီးရှုနေကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကဆိုထားပါတယ်။တရုတ်နိုင်ငံဟာတရားဝင်နေဆက်ဖြတ်ကျော်ကုန်သွယ်တော်ကိုအတိအမှန်ပြုပေးနိုင်တဲ့စစ်ကောင်စီရဲ့အခမ်းကဏ္ဍကိုပြန်လည်အသက်သွင်းလိုက်ပြီးတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေရဲ့နိုင်ငံချင်းကူလူဆက်သွယ်မှုတရားဝင်ခြင်းကိုမိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။စစ်ကောင်စီကောင်ဆောင်အနေနဲ့နယ်မြေချိတ်ထွင်ခြင်းကိုထပ်မံစ조사ခြင်းမပြုတော့ဘဲတရုတ်စိုးရအာကိုနဲ့ မူဆယ်မန္တလေးကုံသွင်းလမ်းကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့ရှိနေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေလာရှုံမြို့ပြန်ရရဲ့အတွက်တရုတ်ထူးကိုယ်စားလှယ်တင့်ရှိကျွန်းကိုတိုင်းပါဝင်ဆောင်ရွက်နေပေမဲ့တရုတ်နိုင်ငံအနေနဲ့မြမအရေးမှာဝန်ရောင်းစွပ်ဖတ်မှုမရှိတော့အထိမဲ့တက်ရောက်တဲ့စကလုံးကိုတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားထားပါတယ်။အတိမပြုတ်နိုင်သေးတဲ့သတင်းစကားတွေအရစစ်ကောင်စီတပ်တွေနဲ့ MNDA တပ်တွေစနဂါဟိုတယ်မှာ ဆွေးနွေးမှုပြုလုပ်စဉ်စကောင်စီဘက်ကတိန်နီမျိုးကို ထမှန်တောင်းခံခဲ့ပြီးချောင်းမဲမျိုးက TNN လေးစုခွာရေးဖဲ့သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။စစ်တမ်းအပြင်ထံတင်ခဲ့ရတဲ့လာရှိုမျိုးကန်တွေကတော့လွတ်လပ်မှုကိုရှစ်လကျော်ကြာလေကြောင်းတိုက်ခိုက်မှုတွေကြားကနေခန်းဆားခဲ့ရပြီးနောက်မှာတော့ဆေးဥချုပ်ရေးအောက်ပြန်လည်ရောက်ရှိသွားခဲ့ပြီးဖြစ်ပါတယ်။နှွေဦးတော်လန်ရဲ့အရွေးနဲ့အပြင်းဆိုင် ပေါ်ပေါက်လာနေတဲ့နိုင်ငံရေးအဆိုးဖက်တွေကြားမှာတော့လာရှိုမျိုးလက်လွတ်လိုက်ရခြင်းက တရုတ်ရဲ့ရဲဘော်မှုကိုမိမောင်းထုတ်ပြသလိုဖြစ်နေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူကိုနေဘုံလကတော့ဆီယနာရှင်စံကြေးတိုက်ပွဲကာလတွေကတိုင်းသောလက်နက်ကန်တွေထုတ်ပြန်ချက်တွေဟာအာနာရှင်စနစ်အမြင့်ပြည့်ရေးကိုကြီးမန်းထားတာမို့ဆက်သွားနိုင်မယ်ဆိုတာယုံကြည်ပါတယ်။အားအကြောင်းမို့တော်လိုင်းဘက်ကအများကြီးတက်ရောက်မယ်တော့မချင်ဘူး။တိုင်းသောတော်လိုင်းတပ်ဖွဲ့တွေအကုန်လုံးကအာနာရှင်စနစ်ကိုမြမမြေပေါ်ကပျောက်သွားစ조사နေကြတာမို့ပါလို့ လာရှုံမျိုးစစ်ကောင်စီလက်အောက်ပြန်ရောက်မှုအပေါ်ကိုသုံးသပ်ပါတယ်စစ်ကောင်စီဟာအာနာသိမ်းပြီးနောက်မှာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံကိုမဟာမိတ်အဖြစ်ရရှိရေးပေးဆက်ဆက်ဆံခဲ့ပြီးတော့အားကိုးရယူထားခဲ့ပေမယ့်ဒေါ်လာရဲ့အစိုးရပိုင်းကတော့ထောက်ခံသူမဟာမိတ်နိုင်ငံတွေထုတ်ပြနိုင်လာတာနှဲပါနေခဲ့ပါတယ်ဒါအပြင်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့စုစည်းမှုရှိတဲ့မဟာမိတ်အင်အားကိုလည်းမပြနိုင်သေးပါဘူးကြည်ချမ်းမဖောက်ရပဲတရုတ်ဖီအားနဲ့ လာရှုမျိုးကိုစစ်ကောင်စီလက်ဝဲပြန်လည်အနိုင်ရခြင်းဟာတရုတ်အစိုးရရဲ့မြန်မာနိုင်ငံရဲ့အပေါ်အုပ်စိုးထားနိုင်မှုကိုသိသာ ထင်ရှားစေခဲ့ပါတယ်။လာရှုမျိုးတိုက်ပွဲအတွင်းမှာခြားဆုံးခဲ့ရတဲ့ຫນွေဦးသူရဲကောင်းတွေကတော့ဒီအပေါ်မှာနှစ်သိမ့်နိုင်လိမ့်မယ်လို့မထင်ပါဘူး။ကျမနွေနွေပါရှင်။